ျွန်တော်တို့88မျိုးဆက်တွေတော်လန်ရေးကိုစွန့်လွတ်နေတာခံပြီးတော့မှလုံလုံကြတယ်အဲ့တော့စွန့်လွတ်နေတာအခံတယ်ဆိုတော့စကလုံးဟာလွယ်တယ်လို့ပဲเนาะအဲ့တော့ကျွန်တော်တို့ຫນွေဦးတော်လန်ရေးအစမှာဆိုရင်အားလုံးဟာဆန္ဒပြကြတယ်အားလုံးဟာဆန္ဒပြကြတယ်အမှုပညာသမားတွေလည်းဆန္ဒပြကြတယ်ဆယ်လီတွေလည်းဆန္ဒပြကြတယ်အခြေခံလူထုတွေလည်းဆန္ဒပြကြတယ်နာမည်ကြီးတွေလည်းဆန္ဒပြကြတယ်အင်ဂျင်နီယာတွေလည်းဆန္ဒပြကြတယ်เนาะဟိုဆရာဝန်တွေလည်းဆန္ဒပြကြတယ် အားလုံးသော လူထုတွေကဆန္ဒပြကြတယ်လူထုတရလုံးဆန္ဒပြကြတယ်အဲ့တော့စစ်ကောင်စီကိုစွန့်လွတ်နေတာခံမှုတွေနဲ့အတူသူတင်ကိုတင်တီးမယ်ဆိုတဲ့အချိန်လေးရောက်လာရောတချို့ကတူတူတိတ်တိတ်နဲ့ပျောက်ွယ်သွားကြတယ်အဲ့တော့စွန့်လွတ်နေတာခံခြင်းဆိုတဲ့စကားလုံးကသေးသေးလေးဆိုပေမဲ့သူ့ကိုအကောင့်ထဲပေါ်ရတာအရန်ကိုခတ်ပါတယ်နော်စွန့်လွတ်နေတာခံတဲ့စကားလုံးကတူတူလေးဆိုပေမဲ့ စွန့်လွန်အနစ်နာခံတဲ့စိတ်နဲ့လက်တွေ့အကောင်အထည်ပေါ်ရတာအယံကိုခတ်ပါတယ်အဲ့တော့ဘလောက်ထိအယံကိုခတ်လဲဆိုလို့ရှိလို့ရှိရင်အဲ့တော့တော်လန်ရေးအစမှာတော်လန်ရေးအစမှာတော်လန်ရေး tran လူဒုထောက်ခံမှု မြန်မာတော့တော်လန်ရေး tran မှာအားလုံးကပါဝင်ကြပါဝင်လာကြတယ်ဒါပေမဲ့ကျွန်တော်တို့ဆွလွတ်တဲ့အနစ်နာခံတဲ့ကိုကျိုးစွန့်နေဆိုတဲ့သူရဲကောင်းကြီးတွေအဖြစ်အများအသိမှတ်ကိုလာပြီးတော့ခံယူကြတယ် တကယ်တမ်းစွန့်လွတ်အနစ်နာခံခြင်းဆိုတဲ့အကြောင်းတရားနဲ့လက်တွေ့ရင်ဆိုင်ရတဲ့အခါကျတော့ခါထွက်ကုန်တယ်တချို့ဘလို့ခါထွက်သွားလဲအမျိုးမျိုးပဲစစ်သူသမီးစားကြောင့်ခါထွက်သွားတယ်အမျိုးမျိုးပေါ့အမျိုးမျိုးသောညီတွေနဲ့ဟိုခါထွက်သွားတယ်အဲ့တော့ဘယ်လိုမျိုးပြောရမလဲအမျိုးမျိုးသောညီတွေနဲ့ခါထွက်သွားတယ်အဲ့တော့ရင်ဆိုင်ကြည့်တဲ့အခါမှာတကယ်တမ်းကိုယ့်ရဲ့စစ်သူကြီးစားကိုမစွန့်လွတ်နိုင်ဘူး မိဘဆွေမျိုးသားချင်းကိုမစွန့်လွတ်နိုင်ဘူးနောက်တော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုမစွန့်လွတ်နိုင်ဘူးကိုယ့်ရဲ့လွတ်လပ်စွာနေထိုင်မှုကိုမစွန့်လွတ်ချင်ဘူးနောက်ဆုံးတော့ကိုယ့်ရဲ့အသက်အန္တရာယ်အသက်ပေးပြီးတော့မှဒီလွတ်လပ်ခြင်းကိုရယူမယ်ဆိုတဲ့စိတ်မျိုးကိုမမွေးနိုင်တော့တဲ့အခါမှာဒီဒေါ်လာရေးကနေပြီးတော့မှဆွန့်ခွာသွားတဲ့သူတွေလည်းရှိတယ်ဒါတော့ကိုယ်တိုင်ပါဝင်ခဲ့တယ်သို့တော်လည်းပဲကိုယ့်ရဲ့အတ္တနဲ့ရှင်လာတဲ့အခါလွတ်လပ်ရေးကဘာမှမဟုတ်တော့ဘူးဆိုပြီးတော့မှဆွန့်ခွာသွားတဲ့သူတွေလည်းရှိပါတယ် ဲ့လိုမျိုးပဲတော်လန်ရေးတောင်မှဆန္ဒပြတဲ့အချိန်မှာဝက်ဝက်ကွဲဆန္ဒပြခဲ့ပြီးတော့လူသူကိုပဲဥဆောင်တယ်လို့လို့အဆုံးထိပဲပေးဆက်တော့မလို့လို့ပေးဆက်ခြင်းဟာသူတို့ကသာလဲအမြင့်မြတ်ဆုံးလိုမျိုးပြောခဲ့တဲ့အမှုပညာရှင်တချို့နော်ဂျီဖက်တိုဖရိုရိုတော့လမ်းမတွေပေါ်မှာဗာဖြစ်တယ်ညာဖြစ်တယ်တွေစောက်ကြီးစောက်ကြဲကြီးတွေပြောပြီးတော့မှဟောဘန်ကောက်မှာရေကူးကန်နဲ့ကလပ်သွားလိုက်ဘားသွားလိုက်ရန်ဖြစ်ပြီးတော့မှစစ်ခွေးအောက်မှာပြန်နေဝါတဲ့ကောင်တွေကိုပြန်ကြည့်မယ်ဆိုရင်ဆုံးလို့အနစ်နာခံခြင်းဆိုတာ ပြောရတာလွယ်လွယ်လေးတူတူလေးဆိုပေမဲ့တကယ်တမ်းလက်တွေ့အကောင့်ထဲပေါ်တဲ့အခါမှာခက်ပါတယ်နော်အဲ့တော့လက်တွေ့အကောင့်ထဲပေါ်တဲ့နေရာမှာလက်တွေ့လိုက်ပြီးတော့မှအကောင့်ထဲမပေါ်တဲ့သူတွေအများကြီးရှိတယ်တချို့ကအမှန်တရားကိုသိတော့လဲလက်တွေ့အကောင့်ထဲမပေါ်နိုင်ဘူးကိုယ့်ရဲ့အတ္တထက်ပို့ပြီးတော့မှစွန့်လွတ်နေတာခံခြင်းကိုမလုပ်နိုင်ဘူးအေးနောက်တစ်ခုကျတော့အမှန်တရားကိုလည်းမသိဘူးနော်အမှန်တရားကိုလည်းမသိဘူးခွေးလုံးလုံးဖြစ်နေတယ် စစ်ကောင်စီနဲ့စစ်ကောင်စီထောက်ခံသူတွေကသူတို့ကြတော့ခွေးလုံးလုံးဖြစ်နေတယ်။အဲဒေါ်လာရေးအင်အားစုတွေကတော့တကယ်တော့အများကြီးပဲရှိပါတယ်။ကျွန်တော်တို့ဒေါ်လာရေးအစမှာလမ်းမပေါ်မှာတော့မဆက်ပါဘူး။နော်။ကျွေးမွေးလို့တော့မလောက်ပါဘူး။အဲ့တော့အဲ့ဒီကလေးလေးကိုလိုက်နေနေတဲ့အချိန်မှာလဲအဲ့ဒီကလေးလေးကိုလှုပ်အောင်လို့ကြောင်းသွားဖို့ကူညီခဲ့မစားခဲ့တဲ့တစီသမားတွေကားပိုင်ရှင်တွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့မိမိရဲ့လွတ်လပ်ခြင်းအစ်အမှန်ကိုအသက်နဲ့ရင်းပြီးတော့ဘဝနဲ့ရင်းပြီးတော့ ကိုယ့်ရဲ့အတ္တနဲ့ယဉ်ပြီးတော့မှရင်ဆိုင်လာရတဲ့အချိန်မှာတော့အကုန်လုံးကယဉ်ဆိုင်နိုင်ပါဘူးအဲ့တော့ဆွလွန်းနဲ့အခန့်ချင်းဆိုတာလွယ်လွယ်တော့ကိစ္စမရှိပါဘူးလွယ်လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးအဲ့တော့ ADA မှာ88မျိုးဆက်တွေကဒီဆွလွန်းနဲ့အခန့်ချင်းနေတဲ့အတူတိုက်ပွဲဝင်ခဲ့တယ်တိုက်ပွဲဝင်ခဲ့တယ်အဲ့တော့အဲ့ဒီမှာတိုက်ပွဲဝင်ပြီးတော့မှကြဆုံသွားတဲ့ရဲဘော်တွေလည်းရှိတယ်တချို့ဆိုလို့ရှိရင်ဒီ34နှစ်ကြာတဲ့အချိန်ထိပ် နော် ADA ဘဝနဲ့ပဲတောထဲမှာသူတို့ဆက်လက်နေထိုင်တယ်ဘာဖြစ်လို့လဲသူတို့ကိုယုံကြည်လို့ရောက်လာတဲ့ចောင်းသားလူထုတွေကြဆုံသွားတဲ့အခါမှာနောက်ဆုံးတရက်ကျန်တဲ့အထိနောက်ဆုံးအသက်ထွက်ခံနေသည့်ငါတို့တော်လံမယ်ဆိုပြီးယွန်းယွန်းချွန်ချွန်အခုချိန်ထိ ADA ဘဝနဲ့တောထဲမှာနေတဲ့သူတွေလည်းအများကြီးရှိပါတယ်တကယ်သစ္စာရှင်နေပါအဲ့လိုမျိုးပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဆွလွန်းလင်းတာခံရတာတကယ်တော့မလွယ်ပါဘူး အဲ့လိုမျိုးလူတွေကိုပုံရိပ်ချပြီးတော့မှစစ်ကောင်စီကလှုပ်တယ်အဲ့တော့ကျွန်တော်ခုနှစ်တက္ကသိုလ်တော်တော်လေးပဲပြောရမယ်ဆိုလို့ရှိရင်88 89 90အဲ့တော့၃နှစ်ဆိုတာဘာမှမဟုတ်ပါဘူးအဲ့ဒီမှာ90 93အဲ့တော့93မှာအရွယ်ရောက်တဲ့သူတွေနဲ့93မှာမွေးဖွားတဲ့သူတွေ generation y နေပေါ့အဲ့ဒီအုပ်စုတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်စကားဆာရဲ့မှိုင်းမိတဲ့ generation ဖြစ်တယ် generation y အများစုသည်တောခိုတဲ့88တွေကလွဲရင် တောခိုတဲ့ ADA တွေကလွဲရင်မျိုးပေါ်မှာကြံခဲ့တဲ့ degeneration why အများစုသည်စစ်ကောင်စီရဲ့ cyber no psychological warfare အောက်မှာကြာဆုံးတဲ့ကြာရှုံးသွားတဲ့သူတွေဖြစ်တယ်။အဲ့ဒီကောင်တွေကအရွယ်ရောက်လာတဲ့အခါမှာဂျင်လီတွေဖြစ်ကုန်တယ်။နော်ဒါလည်းဂျင်လီတွေဖြစ်ကုန်တယ်။ဘာဘယ်သူကအဲ့ဒီစစ်ကောင်စီကအဲ့ဒီ psychological warfare ကိုဘယ်မှာသူကစလုပ်လဲဆိုတော့ကျောင်းနေတက္ကသိုလ်တွေမှာသူကစလုပ်တယ်။ဟုတ်တယ်ကျွန်တော်တို့လူငယ်တွေဟာ မိဘရဲ့ရင်ခွင်အောက်မှာ၅နှစ်ဆိုရင်ကျွန်တော်တို့ကထွက်ပြီ၅နှစ်ဆိုထွက်ပြီကျွန်တော်တို့ចောင်းနေကိုရောက်ကြတယ်ចောင်းနေကိုရောက်ကြတဲ့အခါမှာအဲ့ဒီចောင်းနေမှာစစ်ကောင်စီကအောက်တန်းကြတဲ့စိတ်เนาะဒီလူထုလွမြောက်ရေးကိုတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေလူထုလွမြောက်ရေးကိုစ조사နေတဲ့နိုင်ငံရေးသမားတွေကိုအဲ့ဒီចောင်းနေကနေစပြီးတော့မှသူတို့ကနေပြီးတော့မှခွေးစိတ်ပေါအောင်လှုပ်တာအတိတရားမရှိအောင်လှုပ်တာအခုဆိုရင်ကျွန်တော်တို့အနည်းဆုံးအမြင်ဆုံးပြောရမယ်ဆိုရင်အခုတက္ကသိုလ် နော်ចောင်းကို CDM မလို့ပဲចောင်းခိုးတက်နေတဲ့ကလေးတွေကျွန်တော်ရှိမှလဲចောင်းခိုးတက်ပြီးတော့မှအခုရောက်လာတဲ့ညီလေးတွေရှိတယ်ကိုတန်းဆယ်တန်းပဲဒါပေမဲ့အရင်တော့ဟိုဘယ်လိုပြောရမလဲဒီဘယ်လိုပြောရမလဲစမတက်အဲ့လိုမဟုတ်ဘူးသူတို့ဆယ်တန်းနဲ့ထိုက်တန်တော့အတွေးခေါ်မရှိဘူးဆယ်တန်းနဲ့ထိုက်တန်တော့အရေးချင်းမရှိဘူးမင်းတို့ဘယ်လိုလုပ်လဲဆိုဆရာဆရာရဲ့ဆောင်ဝဲဖြေတာလွယ်ပါတယ်ဒီနေ့ဒီအချိန်မှာဘယ်လိုလွယ်တာလဲပြောစမ်းပါဦးဆိုတော့ဆရာရဲ့ဆောင်ဝဲကနေဝင်ဖြေရပြီတိတာသိမမြင်စင်နဲ့တဲ့ ။ဟာမင်းတို့ကလည်းလွယ်လိုက်လားဆိုလွယ်တယ်ဆရာတဲ့။အဲ့တော့ဒီအချိန်မှာတက္ကသိုလ်ရောက်လာတာလွယ်ဆုံးပဲတဲ့။အဲ့တော့အဲ့လိုမျိုးအတ္တိတရားမျိုးနဲ့တက္ကသိုလ်ရောက်တဲ့အကောင်တွေကိုအဲ့လိုအတ္တိတရားမျိုးနဲ့တက္ကသိုလ်ရောက်တဲ့အကောင်တွေကိုစစ်ကောင်စီကတိတ်ကြိုက်တာ။ဘာဖြစ်လို့လဲ။နိုင်ငံရေးအတ္တိမရှိလေကြိုက်လေပဲနိုင်ငံရေးစိတ်တက်မရှိလေကြိုက်လေပဲနိုင်ငံရေးဆိုတာလူထုလွမြောက်ရေးဗျ။နိုင်ငံရေးဆိုတာကစကလုံးမများပါဘူးနိုင်ငံရေးဆိုတာဒီလူထုလွတ်မြောက်ရေးပဲအဲ့တော့လူထုလွတ်မြောက်ရေးကို လုံနေတဲ့သူတွေကိုဒီလိုအသိဉာဏ်မကျွယ်တဲ့ကလေးတွေကိုဒါတွေကနိုင်ငံရေးသမားတွေဟိုဟိုနိုင်ငံဒါတွေကနိုင်ငံရေးသမားတွေနိုင်ငံရေးလှုပ်ချင်တဲ့ကောင်တွေနိုင်ငံရေးနဲ့ပဲဆိုင်တယ်။ငါတို့နဲ့မင်းတို့နဲ့မဆိုင်ဘူး။တော့တိုင်းပြည်ကိုကာကွယ်နေတာတက်မတော်တရက်ဖြစ်တယ်။ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။အဲ့တော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှဒီကလေးတွေကိုတော့၁၀တန်းကိုခိုးချလို့အောင်၉တန်းကိုခိုးချလို့အောင်ဟိုတောင်ရောင်မြောင်ရောင်နဲ့တက္ကသိုလ်ရောက် အတိတရားလည်းမရှိအတိပညာလည်းမရှိအေးအဲ့လိုကောင်းနေရတော့အလွယ်ဆုံးပဲလေဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီစစ်တပ်ကမှဘိုလောင်းအောင်16နှစ်နဲ့ခေါ်တာပဲကြည်ဒီဘာဖြစ်ဒီအချိန်ဟာအရန်ဆက်ဝါထဲလို့ရတဲ့ကောင်းသောအတိညာထဲမှာဆိုရင်အထွတ်ထိပ်ကောင်းမဲ့သူမျိုးတွေဖြစ်မှာဒီရွယ်ဆိုတာ16နှစ်ဆိုတာကောင်းသောအတိညာနိုင်ငံတကာမှာလည်း16နှစ်နဲ့ခေါ်ပါတယ်ဒါပေမဲ့ပြောချင်တာကောင်းသောအတိညာထဲမှာဆိုရင်ကောင်းတဲ့လမ်းကိုထူးထူးညွန့်ညွန့်ရှောက်မဲ့ကလေးတွေဖြစ်မှာအဲ့တော့အတိတရားမဲတဲ့ လမ်းကိုညွန်ပြလိုက်ပြီဆိုရင်ကန်းကုံမိုက်တွင်းနမဲ့ကောင်တွေဖြစ်မှာအဲ့တော့ဒီစစ်ကောင်စီကရက်ွက်ထဲရကလေးတွေကိုရက်ွက်ထဲရကလေးတွေကိုစစ်ကောင်စီကဒီသူတို့ရဲ့ကြရှုံးမှုကိုတောက်ခံထားနိုင်အောင်လို့သူများအသက်နဲ့အချိန်ကိုဆွဲဆက်အဲ့တော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကစစ်ကောင်စီရဲ့လုပ်ရက်ကနှမျိုးရှိတယ်နံပါတ်1တော်လိုင်းအင်အားစုတွေကိုတိုက်ခါကြအောင်အမျိုးမျိုးသောအကောင့်တူတွေနဲ့ UNG ကိုဘလိမ့်မယ်တီချာအဒီရဲ့ခေါင်းဆောင်တွေလူလူထောက်ခံမှုများတဲ့ ဟာတွေကိုဘလင်းဘလင်းမယ်ဟိုအပုတ်ချမယ်ပေါ့နော်ဘာဖြစ်လို့လဲအပုတ်ချခြင်းအဖြစ်လူလူထောက်ခံမှုကြဆင်းလာလာနဲ့အပြလူသူလက်နဲ့အဲ့ဒီခေါင်းဆောင်တွေကစုဆောင်သွားခတ်လာတယ်အဲ့တော့လူအဲ့ဒီလူသူလက်နဲ့စုဆောင်သွားခတ်လာတဲ့လူသူလက်နဲ့စုဆောင်သွားခတ်လာတဲ့အချိန်ကြာလို့ရှိလို့ချင်းအဲသူတို့ရဲ့လုပ်ငန်းကအောင်မြင်တယ်အေးနံပါတ်1ပါလဲဆိုတော့အချိန်ကြာအဲ့လိုမျိုးတောက်လျှောက်ဆိုင်ဝါသူတို့ဖြန့်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 ပြီးတော့မှသူတို့အချိန်ကိုဆွဲဆန့်တာပေါ့ အဲ့ဒီအခုကျွန်တော်တို့ကအင်နဲ့အားနဲ့တိုက်လာတဲ့ခါကျတော့အချိန်ကိုဆွဲဆန့်ဖို့သူတို့မလောက်တော့ဘူးမနိုင်တော့တဲ့အချိန်ကျတော့သူများသားသမီးတွေကိုပေါ်တာဆွဲတယ်နော်ပေါ်တာဆွဲတယ်ပေါ်တာဆွဲပြီးတော့မှစစ်မြေပြင်ကိုပို့ပြီးတော့မှသူများအသက်နဲ့ကိုယ့်ရဲ့ကိုကြိုးကိုအချိန်ပြန်ဆွဲတယ်အဲ့တော့ကလေးမိဘတွေကိုလည်းပြောကြတယ်စစ်ကောင်စီကခင်ဗျားတို့သားသမီးတွေရဲ့အသက်နဲ့သူတို့ရဲ့ခင်ဗျားတို့သားသမီးတွေရဲ့အသက်နဲ့သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်နေတာဘလောက်ထိစစ်ကောင်စီကရက်ဆက်လဲစဉ်းစားကြည့်နော် သူတို့ရဲ့ အကျိုးစီးပွားကိုခမားတို့သားသမီးတွေခမားတို့ရင်သွေးတွေရဲ့အသက်နဲ့ကာကွယ်နေတာတော်တော်ကြောက်စရာကောင်းတယ်နော်တော်တော်စိတ်ကောင်းစရာကြောက်စရာကောင်းတယ်အခုဆိုလို့ရှိရင်တက္ကသိုလ်ကျောင်းနေမှာပါသွားပြီးတော့မှနော်ကလေးကိုခွေးသိကလေးကိုခွေးပြအောင်လုပ်နေတာအဲ့တော့ကလေးကိုခွေးပြအောင်သွားပြီးတော့မှလုပ်နေပြီအဲ့တော့ရှင်းပြောရမယ်ဆိုလို့ရှိရင်စိတ်ကောင်းစရာသူ့ရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက်မိုက်တွင်းကိုနတ်တရနဲ့မှာပဲအဲ့တော့အဲ့ဒီကလေးလေးတွေကအဲ့ဒီ ောင်းနေရဘလို့ဖြစ်လာမလဲဆိုတော့ခြင်းလီးတွေဖြစ်လာလိမ့်မယ်ဘလို့ခြင်းလီးတွေအဲ့တော့ ADA မျိုးဆက်တွေတော်လန်ရေးလုတ်ပြီးတော့မှတောထဲမှာနေတဲ့အချိန်မှာကျွန်တော်တို့လိုကောင်မျိုးတွေကတစ်ချိန်လုံးကတော်လန်ရေးအကြောင်းနားမလဲပဲနဲ့နော်စကူလမ်းမှာသွားလိုက်ရက်တောက်လိုက်ကလက်တက်လိုက်ကိုလုံးမကိုစားရမှာပါကွာဆိုတော့အသီးလောက်နဲ့ကျွန်တော်တို့လည်းအချိန်နေမျက်မျောက်ကိုရှင်သန်ခဲ့ရတာအဲ့ဒီကုံဆုံးရတဲ့အချိန်တွေကိုကျွန်တော်တို့ရှက်ပါတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ဒီ လောကရဲ့အပြင်ဘက်ကိုမထွက်နိုင်ခဲ့ဘူးကျွန်တော်တို့ဒီစစ်ကောင်စီချုပ်ထားတဲ့မြောက်ဒီ MRT4 ဘောင်လေးထဲမှာပဲကျွန်တော်တို့နေခဲ့ရပြီးတော့မှတော်လိုင်းနိုင်ငံရေးဆိုတာငါနဲ့မဆိုင်ဘူးနိုင်ငံရေးဆိုတာဘာငါဘာမှမသိနိုင်ငံရေးဆိုတာဘာမှမသိနိုင်ငံရေးအသီးစိတ်ဆိုတာဘာမှမသိတော်လိုင်းရေးဆိုတာဘာမှမသိဘဲနဲ့နော်တက္ကသိုလ်သွားလိုက်ဖဲရိုက်လိုက်အရဲတောက်လိုက်ကလပ်သွားလိုက်နဲ့အမေရှိကပြန်တောင်းလိုက်ရတဲ့လာစာ2သိန်းလောက်လေးနဲ့ပျော်လိုက်နဲ့ကျွန်တော်တို့ဟာ ဂျင်လီဖြစ်မှန်းမသိဂျင်လီဘွားနဲ့အချိန်တွေဟာကုန်ခဲ့ရတယ်ကိုယ့်ရဲ့အကိုတွေကိုယ့်ရဲ့ဦးလေးအရွယ်တွေ88နဲ့ဒီလူလူလွမြောက်ရေးကိုတောထဲမှာလုံနေတယ်ဆိုတာကိုမသိရတော့အောင်အသိပညာတုံးခဲ့တယ်ပါကြောင်လူတန်းမှုလို့စာအုပ်မျိုးတွေဖတ်ပြီးတော့မှတော်လန်ရေးကိုယွန်းတဲ့အထီကိုအတိတရားနဲခဲ့ရတယ်အဲ့ဒါကဆက်ကဆာရဲ့စနစ်တကျဖြိုခွင်းတာဘလို့မျိုးဖြိုခွင်းတာလဲနံပါတ်1တော်လန်ရေးအင်အားစုတွေကလူလူထောက်ခံနေသူတွေကို တိတ်ခါကြာစင်စင်ပဲအပြူမူအပြောဆိုအလောက်ကန်မျိုးတွေသူတို့ဥချိုးမယ်နောက်တစ်ခုနောက်ရဲ့မွေးဖွားလာမဲ့ generation တွေကိုအတိတ်တရားနဲအောင် နိုင်ငံရေးအတိတ်တရားနဲအောင်စီးရေးအတိတ်တရားနဲအောင်နော်ပြီးရင်နိုင်ငံရေးစိတ်နိုးကြွမှုအတိတ်တရားနဲအောင်အတိတ်တရားခေါင်းပါအောင်စာသင်ကျောင်းတွေအနေနဲ့တဆင့်ပြုလုပ်ပြီးတဲ့အခါမှာဒီမျိုးဆက်ကိုဖျက်ပစ်ပြီးတော့မှစိုးမိုးချယ်လေတယ် ျွန်တော်ပြောတာဟုတ်လားမဟုတ်ဘူးလားဆိုနိုင်ငံရေးအသိစိတ်ကဘလောက်ထိကျွန်တော်တို့ generation တွေနည်းခဲ့ကြလဲဆိုတာကိုကျွန်တော်ပြောပြမယ်အဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို2008မှာပြပြထန်းခဲ့တယ်ပေါ့နော်ဟုတ်လား2008အခြေခံဥပဒေတစ်ခုအဲ့တော့အခြေခံနိုင်ငံတော်မှာအခြေခံဥပဒေတစ်ခုကိုပြထန်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘုံသဘောတူညီချက်လိုအပ်တယ်ဘာလဲနိုင်ငံသားတိုင်းရဲ့ယာကိုင်းတော့အများစုသဘောတူညီချက်နဲ့အညီနိုင်ငံတော်ဥပဒေအဖြစ် ်နိုင်ငံတော်ရဲ့ကြော်ရိုးအဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်းရတယ်အဲ့တော့ဟုတ်ပြီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်းခဲ့တဲ့အချိန်မှာနိုင်ငံသားဗန်နေယောက်ကများအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်တယ်ကျွန်တော်ပြောတာအဲ့ဒီအချိန်မှာအရွယ်ရောက်တဲ့လူငယ်တိုင်းအဲ့ဒီအချိန်မှာ session နေပြည့်တဲ့လူငယ်ရဲ့ဗနေရခိုင်တော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်ဘူးလဲဆိုတာခင်ဗျားအခုဘေးနားမှာထိုင်နေတဲ့တငယ်ချင်းတွေရှိရင်ဟဲ့အောင်မေးဖတ်ဘူးလားမေးဖတ်ဘူးလားပြန်မေးကြည့်လိုက်ကျွန်တော်တို့မဖတ်ဘူးခဲ့ဘူး မဖတ်ဘူးနိုင်ငံရေးဆိုတာငါတို့မဆိုင်ပါဘူးကွာကိုလုံးမကိုစားမှာကြိုက်တဲ့ကောင်အုပ်ချုပ်ပသေးအောင်အေးမကြည့်ဘူးရအောင်ဆိုပြီးတော့မှဒီတိုင်းပဲမဲကိုလွယ်လွယ်ထည့်ခဲ့ကြတယ်မဲကိုလွယ်လွယ်ထည့်ခဲ့ကြတော့အဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့စောက်သုံးမကြတဲ့ဆိုးကျိုးတွေကိုတနိုင်ငံလုံးကနှစ်ရှည်လာများခံခဲ့ရတယ်1962ခုနှစ်ကနေနော်အိမ်ဆောက်အစိုးရဖွဲ့တဲ့အချိန်မှာလဲစောက်တလွဲဖွဲ့စည်းပုံတွေအကြောင်းကိုခံခဲ့ရတယ်အဲ့ဒါကိုပြင်ဖို့စ조사တဲ့နိုင်ငံရေးသမားတွေကိုဖိနှိပ်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 ပြီးတော့မှ နော်ပရိသတ်စနစ်ပုံစံမျိုးစစ်ကောင်စီကအုပ်ချုပ်တယ်အဲ့တော့နှောင်းရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့မဲပေးခဲ့ရတဲ့အချိန်မှာလဲကျွန်တော်တို့ဘယ်သူမှအဲ့ဒီဟာကိုတိတိကျကျဂါဂါနာနာမသိဘဲနဲ့နိုင်ငံရေးဆိုတာငါတို့နဲ့မဆိုင်ပါဘူးဆိုတဲ့အတိတရားမျိုးအတွေးခေါ်မျိုးဖြစ်တဲ့ဖြစ်အောင်အောက်တာစိတ်တဲ့အောက်ကြနောက်ကြဖြစ်ပြီးတဲ့အခါမှာကိုအသက်ဘယ်လိုပြောရမလဲကိုတည်ရင်းဖြစ်တဲ့ဖွဲ့စည်းပုံအနောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ကျွန်တော်တို့မဲပေးလက်မှတ်ထိုးမိခဲ့ကြတယ် အဲဒီလောက်တိအောင်ကျွန်တော်တို့အတိတရားနည်းခဲ့တယ်အဲ့တော့စစ်ကောင်စီကအဲ့ဒါကိုတခစ်ပြန်ဆန်းတယ်ဘလို့တခစ်ပြန်ဆန်းလဲအခုရွေးကောက်ပွဲလုပ်မယ်ဖွဲ့စည်းပုံပြင်မယ်အဲသူတို့အမျိုးမျိုးပြောတယ်အေးအဲ့ဒီရွေးကောက်ပွဲပဲပြင်ပြင်ဖွဲ့စည်းပုံပဲပြင်ပြင်အခုနောက်လာတဲ့မျိုးဆက်တွေကအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်မှာလည်းမဟုတ်ဘူးမဖတ်နိုင်အောင်အတိတရားနည်းအောင်လဲစစ်ကောင်စီကစလုံးနေပြီဖြစ်တယ်တက္ကသိုလ်အကြောင်းတွေကိုသွားပြီးတော့လူကိုခွေးစိတ်ပေါအောင်ဟောင်တက်အောင်ဟောင်ဖို့အကြောင်းတရားရှိအောင် စားလုံးနေပြီဖြစ်တယ်။အဲ့တော့သူတို့ကလူငယ်တွေကိုသေတွင်းနဲ့ပေါ်တာဆွဲပြီးပို့တယ်။သေတွင်းနဲ့ပို့လို့ပတ်စံပေးနိုင်လို့မပါတဲ့ကောင်တွေကိုခွေးပြောင်လုပ်တယ်။အဲ့ဒါကျွန်တော်ပြောတာမှန်လားမလားမှားလားဆိုတာယနေ့ခေတ်ဖြစ်ပျက်မှုတွေနဲ့သုံးသက်ကြည့်။ဘာလဲ?စင်းရဲသားလူတို့ပတ်စံမပေးနိုင်တဲ့စင်းရဲသားလူတို့ကိုပေါ်တာဆွဲပြီးသေတွင်းနဲ့ပို့တယ်။စကားစလုံးရနော်။အဲ့တော့ပတ်စံပေးနိုင်လို့အခုခင်ဗျားတို့ဒီမအီထဲမှာနေနေတာအခုကျွန်တော်တို့ဒီမှာနေနေတာ KMU ကိုတပြားမှပေးကြမလို့ NUG ကိုလည်းတပြားမှပေးကြမလို့ ဒီဒီရွာသားတွေအရသားတွေခမရတို့အောက်တန်းကြစွာလာကျဲမဲ့လင်းရင်ကိုရှောင်ရတာကလွဲရင်ဘာဒုက္ခဒုက္ခမှမရှိဘူးအဲ့တော့မျိုးပြမှာကြံခဲ့တဲ့သူတွေကနံပါတ်1ခမရတို့ကလေးတွေကတေတွင်းနဲ့ပို့ခံရဖို့အချိန်နဲ့တပြင်းညီနှီးဆက်တယ်နံပါတ်2ခမရတို့ကလေးတွေကခွေးဖြစ်ဖို့အချိန်နဲ့တပြင်းညီနှီးဆက်တယ်ဘာလဲစစ်ကောင်စီကတက္ကသိုလ်အကြောင်းတွေအထက်တန်းကျောင်းတွေကိုသွားပြီးတော့မှဟောင်ဖို့နော်ဆပြီးတော့မှတင် जा ပေးနေပြီဖြစ်တယ်အဲ့ဒါအကြောင်းမို့ ခင်ဗျားတို့အတွက်အရန်ကိုအရေးကြီးတယ်ဘာဖြစ်လို့လဲခင်ဗျားတို့ generation z အနောက်မှာပေါ်လာမဲ့ generation alpha တွေကိုစစ်ကောင်စီကစတင်ဖျက်ဆီးဖို့လုံးဝအကောင့်ထဲပေါ်နေပြီအဲ့ဒါကျွန်တော်ပြောတာမားလားမှန်လားဆိုယနေ့ခေတ်မှာထောက်ထားကြည့်ယနေ့ခေတ်စစ်ကောင်စီလုံရက်တွေကိုချိန်စချိန်ထိုးပြီးတော့လုံလိုက်ကြည့်အခုကျွန်တော်ကိုလာဆဲနေတဲ့ကောင်နေသည်ခင်ဗျားတို့ဒီစစ်ကောင်စီရဲ့စစ်သားတွေအများဆုံးဖြစ်မယ်ဘာဖြစ်လို့လဲ စစ်ကောင်စီကိုထောက်ခံတဲ့သူတွေတောင်သူတို့သားသမီးတွေပေါ်တာဆွဲမှကြောက်လို့ရှောင်နေရပြီအခုနော်လာမန်းတဲ့ကောင်မင်းတို့ငါတို့စေတနာထားမယ်မင်းတို့ငါတို့စုံမသိမ့်ပိုက်ထားတဲ့နေရာမှာလာနေလိုက်မင်းတို့2000 3000မပေးရဘူးအခုစစ်မှုမထမ်းရင်တရွာကိုဘယ်နေရအောင်လဲတအိမ်ကိုဟိုရာဒီဥရုကောင်းလားရာဒီဥရုမကောင်းလားပဲပြောင်းနှမ်းထွက်လားမထွက်လားစိတ်ဝင်စားဘူးနော်ပေါ်တင်ဓမြတိုက်တာစစ်ကောင်စီစစ်ကောင်စီကပေါ်တင်ဓမြတိုက်တာဟုတ်လားရွာသားတွေအကုန်လုံး စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာရှိတဲ့ရွာသားတွေအကုန်လုံးစစ်မှုမထမ်းမနေရအနေနဲ့ကလေးတွေကိုတောတဲ့ကိုနော်ပို့ခံရတယ်ကိုသဘောမပါဘဲနဲ့နောက်တစ်ခုမပို့နိုင်တဲ့မိသားစုတွေကအဲ့ဒီပတ်စံကောက်လားမကောက်ဘူးလားပတ်စံကောက်လားမကောက်ဘူးလားအေးပတ်စံကောက်တယ်ကောက်တယ်ဆိုတာရှင်းရှင်းလေးပဲလေလက်နက်ကင်တက်မတော်ဆိုတာတိုင်းပြည်ကိုကာကွယ်ရမှာတိုင်းပြည်ကိုမကာကွယ်တဲ့အပြင်ကိုတိုင်းပြည်မှာရှိတဲ့ဂျန်တဲ့သူတွေကိုပတ်စံကောက်တယ်ဆိုတော့ ဘလို့လောက်တာလဲအဲ့ဒါစစ်ကောင်စီကိုအဲ့ဒါကိုထောက်ခံနေသေးတယ်ဆိုရင်တော့ထောက်မခံနဲ့ဖိနာခံချလိုက်တော့ဒူးတော်မင်းအောင်လိုက်ရှိမှသွားပြီးတော့အဲ့ဒါအောင်မှထောက်ခံနေသေးရင်ဒါကျွန်တော်ပြောပြတာစစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုမှာစစ်ကောင်စီကနော်ဘာတွေထည့်တင်လဲဆိုကျွန်တော်ပြောပြတာ